ဝန်ပြင်းနဲ့ရေးမြို့နဲ့အစင်စံပြကျေးရွာနီးမှာအကြမ်းဖက်စစ်တပ်ရဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့ပြူစောတိဖွဲ့ဝင်မောင်ဖဲကိုနိုဝင်ဘာ26ရက်ည9:20ခန့်မှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတေဆုံးခဲ့ကြောင်းရေး Gorilla Force ရေးဝိုင်းကြီးအပျောက်ကြားတက်မှတာဝန်ရှိသူကပြောပါတယ်တေဆုံးသူမောင်ဖဲဟာရေးမြို့နယ်တွင်စစ်ကောင်စီတပ်နဲ့ပူးပေါင်းကလူငယ်များကို မတရားဖမ်းဆီးပေးဖို့ခြင်း ပြည်သူများကိုအနိုင်ကျင့်ခြင်းကျေးရွာအတွင်ဆိုင်ကယ်ခိုးယူခြင်းလူရဲချင်းများကိုစစ်တပ်အားကိုပြီးအကြိမ်ကြိမ်ကျူးလွန်ခဲ့သူဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ် YGF တာဝန်ရှိသူကအဲ့ဒီကောင်ကစစ်ခွေးလိုကြပေါ်တာဆွဲဖမ်းဆီးတာပြည်သူတွေကိုရိုင်းရိုင်းဆိုင်းဆိုင်းဆက်ဆံတာခိုးမှုလူရဲမှုတွေပေါင်းစုံ လုပ်နေတာမလို့ကျွန်တော်တို့ရေးဖြောက်ကြတက်ကရှင်းလင်းအေးအေးယူလိုက်ရတာပါပွဲချင်းပြီးတေဆုံးသွားပါတယ် ဒီဖြစ်စဉ်မှာစစ်ကောင်စီနဲ့ပတ်သက်နေတဲ့သူတွေသူတို့ရဲ့လက်ကင်ထုတ်လုပ်နေတဲ့သူတွေရတန်းကရကြဖို့စစ်ကောင်စီလိုကြထဲထဲဝင်ဝင်လှုပ်ပေးနေတဲ့သူတွေကိုလည်းရှစ်ဆက်လှုပ်ဆောင်နေရင်အေးအေးယူဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ဒါအပြင်ရေးမြွနယ်တွင်စစ်ကောင်စီရဲ့မတရားရွေးကောက်ပွဲလုပ်ငန်းများမှာပါဝင်ပတ်သက်နေသူများစစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်နေသူအားလုံးကိုဆက်လက်ပြီးအေးအေးယူသွားမှာဖြစ်ကြောင်း YCF ကသတိပေးထုတ်ပြန်ထားပါတယ်ရှင်။